ဲနေမဲ့၃ချိန်၃မှာကျမခွဲထားတယ်ဒီနှခေါင်းကိုလည်းပဲကျမ၃လေးချိန်လောက်ခွဲတယ်အဲ့ဒီနှခေါင်းကျမ9ချိန်လောက်ကျမခွဲထားတာတိရုပ်ကိုပဲပြင်မနေနဲ့တဲ့အိတ်ကိုပြင်ဖို့ပဲကြိုးစားအသက်ရှင်နေလို့အသက်မရှင်လို့ရှင်ဒီဥစ္စာပုံနှံထွက်မှာပါနော်မျက်ရည်ခါလေးအထဲတဲ့ဟိုမောင်းဝင်နေရကိုသိရမလားပြီးရင်မျက်လုံးက angry ဘက်လိုမျိုးပဲအဲအစီလေးကိုထုတ်ပြီးတော့ မျက်ရည်လေးကိုဒီလိုလေးလှုပ်ခဲ့ပါတယ်ပေါ့နော်ထုံသေးထိုးတဲ့အချိန်တော့နာပါတယ်ခွဲတဲ့အချိန်ကတော့မနာပါဘူးနှာခေါင်းလည်းဒီလိုလေးနည်းနည်းလေးမြင့်လာခဲ့တယ်။ဒီနေ့ဒီနေ့တင်ပြီးတော့ပါမယ်လှုပ်ရှင်တဲ့ညီမလေးရှင် အားလုံးမင်္ဂလာပါမျိုးတို့ရေအီမိုကေ YouTube channel ကိုစလိုက်ပါရယ်ဒီနေ့တိဆက်ပေးမယ့်သတင်းကဒီမျိုးသမီးကတော့ဒါမျက်နှာခွဲစိတ်ပြုပြင်တာသူ့ကိုခွဲစိတ်ပြုပြင်ပေးတဲ့ဆရာဝန်ကအရန်ကောင်းကြတဲ့သူတွေမျိုးဒီမျက်နှာခွဲစိတ်ပြုပြင်နေတဲ့သူတွေလည်းဒီဆရာဝန်ရှီမှာတွားရောက်ပြီးတော့ဒီခွဲစိတ်ပြုပြင်နိုင်တယ်ဆိုပြီးတော့ဒါလမ်းညွှန်ပေးလာတဲ့သတင်းလေးကိုတိဆက်ပေးမှဖြစ်ပါရယ်ဒါနောက်ထပ်လာကျင်တဲ့သူတွေအတွက်လည်းဒါဘူးသူရရနေပြန်လဲ share လုပ်ပေးခြင်းဖြစ်တယ်ဒါကြောင့်ကျွန်တော်အပီဖန်လေးကိုအဆုံးတိုင်းလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ကြွမှာတယ်ဒါဆိုရင်ကျွန်တော်အပီဖန်လေးကိုစလိုက်အောင်ပါ မြင့်ရတော့ရှိတယ်ဒါပေမဲ့မြင့်ရကလည်းအထဲထဲကိုမုံဝင်နေရကိုသိရမှာပြီးရင်မျက်လုံးက angry ဘက်လိုမျိုးပဲဒေါသထွက်တယ်လို့ပြန်လာသိရမှာမြင့်ရကမပေါ်တော့ဟိုတခုခုဆိုရင်ကိုကကြီးကြီးတတဖြစ်နေပြီမဲ့လဲစိတ်ဆိုးတဲ့ပုံစံပေါက်တာတော့သိရမှာမျက်လုံးကအဲ့လိုမျိုးဖြစ်နေရလို့လူကြီးရှိလာမသိကိုကအဲ့လိုလူမျိုးကိုကမျက်ရည်ကရှိရတာနဲ့အထဲကဝင်နေတာပေါ့နော်ဘာလို့လဲဆိုတော့ဒီအပေါ်ကအသားက အသားကြီးနေတော့လေအပေါ်ကအသားကြီးနေတော့ဒီဒီမှာအစီတွေများနေတော့ကြာအစီတွေကနေတွဲကြတာပေါ့အသက်အရွယ်ကြီးကလည်းပါတယ် stretch တွေများကလည်းပါတယ်ဟို gyms ကြောင့်လည်းပါတယ်ကိုယ်ရမျိုးရိုးလိုက်တာကြောင့်လည်းပါတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီနေ့ဒီတွေကအစီလေးတွေကိုထုတ်ပြီးတော့မျက်ရည်လေးကိုဒီလိုလေးလှုပ်ခဲ့ပါတယ်ဟိုကကျောက်စီရည်နော်နာတော့နာတယ်ပေါ့နော်ထုံသေးထိုးတဲ့အချိန်တော့နာပါတယ်ခွဲတဲ့အချိန်ကတော့မနာပါဘူးအခုဒီတိုင်းပဲကိုယ့်ဘက်ကို အင်းဟိုရထားနဲ့ပဲပြန်လာတာပါ Oh my god ပြီးပါတယ်အခုလောလောဆယ်တော့နည်းနည်းလေးကြိုက်တယ်ပေါ့နော်နည်းနည်းလေးကြိုက်တယ်ဟာကိုဟိုကလုံနေတာဆေးတောက်ထားတယ်ဆေးတောက်ထားတော့မကြိုက်ဘူးကြိုက်တာနည်းနည်းတတ်တာဒါပေမဲ့ထိလိုက်ရင်တော့နားတယ်ပြီးတော့ဒီနှကောင်းနှကောင်းလည်းဒီလိုလေးနည်းနည်းလေးမြင့်လာခဲ့တယ်ကဲပတ်စံရှိတဲ့သူတွေများနော်တော်ပါရလလေးတနေ့ပြီးတနေ့တင်မိတော့ပါမယ်လှုပ်ရှင်တဲ့ညီမလေးရှင်လှုပ်လို့ရအောင်လို့လေးနော် င်မနေဆရာဝန်ကတော့ဒီဆရာဝန်ပေါ့နော်ဒေါက်တာဂျီရှန်းကိုရုပ်ရှင်ဗန်းသားမင်းသမီးကြီးတွေကိုလည်းလှုပ်ပေးနေဆရာဝန်ကြီးပါသူနဲ့လောက်တာပါသူကဒီမှာဂျပန်ဂျပန်ဆရာဝန်နေနဲ့အတူတူကလင်းနဲ့ဖွင့်ထားတာပေါ့နော်အဲ့တော့သူရှင်မှာလောက်တာပါဟိုတင်းကတော့နှစ်ခေါင်မျက်ရည်ကတော့အရင်တော့ကတော့တငယ်ချင်းတွေလောက်ကြတယ်၁၂တောင်းပေါ့နော်အခုက၁၆တောင်းဖြစ်သွားပါပြီမျက်ရည်ကလေမျက်ရည်က၁၆တောင်းဖြစ်သွားပါပြီနှစ်ခေါင်ကကြတော့ ခွဲစိတ်တာနှစ်မျိုးရှိရဲအကြီးစားခွဲစိတ်မှုနဲ့အသေးစားခွဲစိတ်မှုဆိုပြီးရှိပါတယ်အသေးစားခွဲစိတ်မှုကကြတော့အချိန်45မိနစ်လောက်ပဲကြာတယ်ဒီဒီနှာခေါင်းမမနိုင်ရတဲ့နှာခေါင်းဒီထဲကိုဆီလီကွန်ထည့်တာပါနော်အကြီးစားခွဲစိတ်မှုကကြတော့ဒီလိုမျိုးနှာခေါင်းကြီးကိုဒီလိုဖြန့်ချလိုက်ပြီးတော့မှသူကဒီဒီနှာခေါင်းကားတာတွေလည်းဒီလိုစုမယ်ဒီကထိတ်တွေလည်းရှင်မယ်လုံးဝလှသွားအောင်ပေါ့ကွာလုံးဝ perfect ဖြစ်သွားတဲ့နှာခေါင်းပေါ့နော် လုံးဝကိုလိုချင်တဲ့နှကောင်းအလုံးစုံလှပါတယ်နှကောင်းဆိုလို့ရှိရင်တော့120လောက်ရှိရလို့ဆရာပြောပါတယ်ဒါကတော့ဆရာရဲ့ရှင်းပြချက်နဲ့မမပြောပြတာပေါ့နော်အကယ်လို့ညီမလေးတို့လှုပ်ရှင်နေဆိုလို့ရှိရင်ဆရာရဲ့ဖုန်းနံပါတ်ကို Facebook page အမှအမှပြထားတယ်ထိမနော်ဆရာရဲ့ Facebook page ကိုတော့အမှ Viber ရှိတယ် Viber နဲ့ပြီးတော့ပြောလို့ရတယ်အကယ်လို့မပြောရဲဘူးဆိုလို့ရှိရင်မမကိုပြောမမပြောပေးမယ်နော်ကဲအယူပဲရှိရအပေးမရှိဘူး ။ယူပဲလိုပဲလိုချင်တာမပေးချင်။အင်းကျွန်တော်လိုလေးနော်။လိုပဲဖြစ်ဖြစ်အိမ်အောင်ဘက်ပဲဖြစ်ဖြစ်။ခုစက္ကနာရှိတဲ့လူရှိတယ်စက္ကနာမရှိတဲ့လူရှိတယ်။စက္ကနာ तू ကစက္ကနာကောင်းတဲ့လူစက္ကနာမကောင်းတဲ့လူဆိုတာလည်းအရင်သိတာ။တချို့ကတော့ကဲတတိတတိပဲလုံနိုင်တယ်နော်။နည်းတယ်ဖြစ်စေများတယ်ဖြစ်စေ။သိမလား။သူတို့ရရလို့ဆိုပြီးတိကျအဲ့လိုမျိုးတိမတားလေးချောင်ချောင်ွားကွာ မသိမသားလေးသိတာပေါ့တစ်ဖက်လူကမတရားရဲ့မျက်နှာအနေထားစကားအပြောဆိုမသိကြောင်သာဆောင်းလိုက်မှကွဲသေးပါလားတဘောပေါက်တယ်အဓိကပြောချင်တာကျမလင်ပေါ့လေကျမလင်ကျမကိုစိတ်နာရှိတယ်လို့အားပြောပြကျမလင်စိတ်နာရှိတယ်ဆိုတဲ့အကြောင်းပြောချင်တာလင်ချစ်ခင်နေနော်ကိုပါလေးလှုပ်ရှင်လှုပ်ရှင်သူတက်နိုင်တဲ့ဟာလည်းတက်နိုင်တယ်လောက်မတက်နိုင်တဲ့ဟာဆိုလို့ကျန်မိမရေဒီလိုဒီလိုတော့ရှိတယ် မချောင်ဖယ်သွားတာလို့ငင်းဖယ်သွားတာလို့မသိပြောင်ဆောင်သွားတာလို့တခါမှမရှိနောက်ပြီးတော့ပေါ့ပေါ့တန်တန်လဲဘယ်တော့မှမလုပ်ဘူးဟိုအဲ့လိုလူမျိုးတွေဟိုဒီကအုံနောက်ထဲမှာရှိရဲ့အဲ့ဒါလည်းကျမစာအုံးနဲ့ရင်းမှတ်ရမလို့ဦးရခရရတဲ့သူရောကိုယ်လည်းသူရဲ့ ရမသေးသက်ဘူးလို့ဟိုပါဗါလဲမကြိုက်ဘူးလို့ညံ့နေလို့အဲ့လိုမျိုးပေါ့နော်မှန်ပေးတဲ့ညီမလေးတွေအမတွေဟိုဟာဒီဝေဖန်ပေးတဲ့အမတွေအကုန်လုံးကျေးဇူးများကြီးတက်ပါရဲ့အဲတော့ထိမွေးထားတဲ့မျိုးသမီးပေါ့နော်တမီးက9လမပြည့်သေးတော့ကျွန်မသွေးနုသားနုပဲဖြစ်သေးရပေါ့နော်သွေးနုသားနု6လအတွင်းဆိုတော့ကျွန်မရောင်းမယ်ဆိုလဲသူများထပ်ပို့ရောင်းပါတယ်ကျွန်မအသားကြီးကလေဒီမှာဒီဒဏ်ရာတွေကဒါဆရာခွဲတော့ဒဏ်ရာတွေမဟုတ်ဘူးပေါ့နော်ဒါကကျွန်မအရင်ကတည်းကဒဏ်ရာ ကျွန်မတကယ်ရတယောက်ဆိုလဲအဲ့လိုပဲမညီလို့သူပြန်ထပ်ခွဲထားရရှိပါတယ်ဒါလည်းဆရာတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့တခြားပြန်လုပ်ပေးတာကိုတွေ့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လဲဟိုယုံကြည်ရတာပေါ့နော်ဟိုတော့ဆရာကအကယ်လို့အဆင်မပြေဖြစ်ခင်လည်းတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ပြန်လုပ်ပေးမယ်လို့ပြောထားတာတခြားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်မတို့ကလည်းယုံကြည်ပြီးလုပ်ရတာပေါ့နော်ဟိုဘယ်သူမှဆိုပေါ့နော်လောက်လိုက်တာနဲ့တော့ချက်ချင်းတစ်ခါတည်းလှကျင်တာပေါ့အဆင်ပြေကျင်တာပေါ့လေနော်အဆင်မပြေဖြစ်ခင်ရင်တော့လည်း ပြန်ပြင်းရမှာပေါ့လေအဆင်ပြေတယ်ဆိုတော့ဆရာပဲနော်အဆင်ပြေတော့လည်းဝမ်းတားရတာပေါ့နော်ရုပ်ကိုပဲပြင်မနေနဲ့တဲ့စိတ်ကိုပြင်ဖို့ပဲကြိုးစားတဲ့ရုပ်ဆိုတော့အပုတ်ကောင်ပေါ့နော်မှန်ပဲမနေ့ကအမေကအမေကပြောတယ်ငါသမီးတဲ့ရုပ်ကိုပဲပြင်မနေနဲ့တဲ့ စိတ်ကိုပြင်ဖို့ပဲကြိုးစားဒါအသက်ရှင်နေလို့အသက်မရှင်လို့ရှင်ဒီဥစ္စာ ပုံနဲ့ထွက်မှာပေါ့နော်ဒီချုပ်ရတယ်ပါလေဆိုတော့ချက်ချင်းပုတ်တာပေါ့နော်အာဂယူဆိုင်ပေါ်မေကတော့အဲ့လိုပြောရင်းတယ်လေအဲစိတ်ကိုပဲပြင်ဆိုတာကအမေကဟိုတရားများများထိုင်နေချင်တာပေါ့နော်တရားများများထိုင်ဝိပဿနာများများလုပ်အမေကအဲ့လိုပြောချင်တာ လောက်ပါတယ်ကိုကကလေးမင်းဆိုတော့အချိန်ရတော့အများကြီးမရဘူးအချိန်မရဘူးလို့ပြောရင်လည်းဒါစင်ကြေးပေးရကြတယ်နော်အချိန်မရဘူးဆိုတာအဲ့ဒါစင်ကြေးပေးလာတယ်အမှန်တကယ်တော့ဟိုပါပါလေလှကျင်လို့လောက်တာထက်ဒီမျက်လုံးအပေါ်ကဒီအသားကပြိလာတော့မျက်လုံးကြီးကကြည့်လို့မကောင်းတော့ကွယ်အဲ့အကြောင်းမလို့ကိုကလှုပ်လိုက်ကျိတ်ဆုံးတော့နှာခေါင်းပေါ့နော်နှာခေါင်းကပြားနေတဲ့ဟာကိုမပြားတော့ဘဲနဲ့အပေါ်မြင့်လာတယ်နော်ကဲ အဲ့တော့သူတတိယတွေညာနော်ပို့ပေးလိုက်တဲ့ဈေးတွေပေါ့နော်အယောင်ကျဈေးရယ်အကိုက်ခဲပြောက်ဈေးရယ်အာနာကျက်တဲ့ဈေးလားပါလားအဲ့ဒါရယ်ပတ်စတဲ့ဝါနပတ်စံရှင်ကိုကြိုက်တာကိုလော့လို့ရရယ်နော်ဟောကတည်းကအဲ့လိုပဲစိုးရင်တာတခုတော့မနှက်မိုးလဲလာလို့ရှင်မျက်လုံးမျက်ပိတ်နေမလား ဲ့လိုမျိုးနှကောင်းလဲရောင်နေမလားလို့အဲ့လိုမျိုးတော့စိုးရင်သေးတော့ရှိရင်လောလောဆယ်တော့ဒီမှာဒီနောက်မှာ အနည်းစားလေးရင်းနဲ့အဲ့တော့ရှိရကျန်တာတော့လာလာမလာတော့မသိသေးဘူးကောနော်ရလာရက်ဆက်ထွက်မှာပဲတော်လှတင်ကြရပြန်နော်နှကောင်းကပြားနေတဲ့ဟာအခုမပြားတော့ဘဲနဲ့အပေါ်မြက်လာတယ်နော်ဒီမျက်နှာတစ်ခုကိုဒီမျက်လုံးလေးတစ်ခုတည်းနဲ့ပဲ၃ချိန်၃မှာကျွန်မခွဲထားတယ်။ဒီနှာခေါင်းကိုလည်းပဲကျွန်မ၃လေးချိန်လောက်ခွဲတယ်။ အဲ့ဒီဒီနှခမ်းအဲ့ဒီနှခမ်းရှင်တော့မြင်တဲ့နှခမ်းอ่ะလေကျမ၅ချိန်လောက်ကျမခွဲထားတာသိလားဟုတ်မိုင်ပါကျန်တဲ့အပိုင်းကိုကျမထည့်မပြောဘူးဟာဒီမျက်ခုံးမိုးတွေကျမအကုန်ခွဲထားတာအခုချိန်မှာလူရုပ်ပေါက်နေပြီမဲ့ကျမရဲ့မျက်နှာထဲမှာအမအစီတွေခဲတွေအနိကကြီးအကုန်မြင်ရတယ်နော်ဒါကင်မရာထဲမှာမဟုတ်လို့မမြင်ရတာကျမတို့ရဲ့မျက်နှာသာပဲလူရုပ်ပေါက်နေတာကျမတို့မှာဘလောက်ထိတောင်မှပဲဝေဒနာတွေခံစားနေရတယ်ဆိုတော့ ဒီမှာမြေရီကျွန်တော် OP file ၄ကတော့ဒီလောက်ပါပဲ debug file ၄ရဲ့ဖြစ်စဉ်ကတော့ဒါဒီမျက်နှာခွဲစိတ်ပြုပြင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးကိုရန်ဒီကြုံတွေ့နေရတဲ့ဒီမျိုးသမီးတွေကနေပြီးတော့သူတို့ရဲ့ခံစားချက်တွေကိုဒါတွေ့ပြလာတဲ့ရောတံပီ file မတန်းလေးကိုကျွန်တော်မြေလည်းသိအောင်လေ့လာရောက်ပြီးတော့အဲတိဆက်ပြသပေးတော့ဖြစ်ပါတယ်။အချင်းနဲ့ main ကလေးလည်း debug file ကိုကြည့်ပြီးတော့သင်ခန်းစာယူကြပါ။နောက်ဆုံးအမျိုးသမီးဆိုရင်ဒါအတူအောင်ဆီအောင်နဲ့တို့မိတယ်ပေါ့နော်မျက်နှာကိုဆီလီကွန်နဲ့ရေဖြော်ပြီးတော့အတူအောင်ဆီအောင်ကဒီဖဲလာထိုးလိုက်တဲ့အခါမှာသူ့ရဲ့မျက်နှာမှာဒီမျိုးအဖူးအကျဲ့ခဲအစီဘူးကြီးတွေဖြစ်ပြီးတော့ အခုဒီမပြောင်းနိုင်တော့ဘူးเนาะဒါသူဆိုရင်ဒီမင်းမင်းဆိုရင်ဒါ၃နှစ်လောက်ရှိပြီ အခုဆိုရင်ကြောက်ကဝေဒနာပါခံစားနေရတယ်ဗျအသင်ကန်းစာယူသိနေဒီနှစ်ပေါင်းကြာလာတာနဲ့အမျှဒါဆိုးကျိုးတွေဖြစ်ပေါ်နိုင်တယ်ပေါ့နော်ဟုတ်ကဲ့ဒါပတ်ဆိုင်ရှိလို့လောက်တာဆိုတော့လေတော့ဘာမှတော့ဒီမပြောချင်းပါဘူးဒီခွန်လက်ပတ်သက်ပြီးတော့အမျိုးရဲထင်မျိုးစတဲ့ကိုလည်းကျွန်တော်ရဲ့ comment မှာဖတ်ချက်ရေးပေးကလေးရလူဝေးပန်းချန်ကြည့်မြန်မာပြနောက်ထပ်သတင်းတစ်တရာရှိလို့ရှင်လည်းထပ်တင်ပေးပါောင်းမယ်ကျော် channel နဲ့ဘိုးသူတက်ရတဲ့အကြောင်းနဲ့ celebrity တက်တဲ့ကိုမြန်မာတစ်ဆက်ပေးပါောင်းမယ်ကျော် channel like guys comment like subscribe နဲ့ပေးကြ notify bell icon နဲ့ share ပေးကိုတောင်းဆိုချင်ပါတယ်ကျော် channel နေ့စဉ်နေ့မြတ်ကြည့်ရှုအားပေးနေတဲ့ viewer တယောက်ချင်းချင်းကျေးဇူးများကြီးပါတယ်နောက်ထပ်ဒီမှာပြန်ဆုံကြမယ်တဒါ